မင်္ဂလာပါရှင်။ PSM News ရဲ့နိုမာလာ29ရက်နေ့အတွက်မိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။ဒီနှစ်2025ခုနှစ်မှာအစွန်ရောက်ရာသီဥတုဖြစ်တဲ့လာနီညာဖြစ်စဉ်ရှိနေတာကြောင့်ဒီနှစ်ရဲ့ဆောင်းရာသီဟာပုံမှန်နှစ်တွေထက်ပိုပြီးအေးနိုင်မှာဖြစ်ပါတယ်။ဒီလာနီညာဖြစ်စဉ်အနေငယ်ကြောင့်ပဲပင်လယ်ပြင်တွေမှာလေထုမငြိမ်သက်မှုတွေနဲ့မုန်တိုင်းတွေဆင်ခဲဖြစ်ပေါ်ခဲ့ပါတယ်။ ဒီမုန်တိုင်းတွေဖြစ်စဉ်နေတယ်။မလကရေလက်ကြားမှာဖြစ်ပေါ်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းဆန်ညာရဲ့မုန်တိုင်းလမ်းကြောင်းတွေဟာပုံမှန်လိုမြောက်ဘက်ကိုမတက်ဘဲတောင်ဘက်ကိုဆိုက်ဆင်းသွားတဲ့ဖြစ်စဉ်ဟာအလွန်ရှားပါးတဲ့ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။လက်ရှိသီရိလင်္ကာနိုင်ငံကိုဗဟုပြုနေတဲ့ဆိုင်ကလုန်းမုန်တိုင်းဒေဝါဟာဒီနေ့မှပဲဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းကိုပြန်ဆင်းလာမှာဖြစ်ပါတယ်။ဆိုင်ကလုန်းမုန်တိုင်းဒေဝါရဲ့အရှင်ဟာမြန်မာနိုင်ငံကိုဝင်ရောက်ခြင်းမရှိပေမဲ့ဒီမုန်တိုင်းရဲ့အရှင်ကြောင့်သီရိလင်္ကာနိုင်ငံမှာကြီးမားတဲ့ဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံအရှိအနောက်ပင်လယ်တွေကမုန်တိုင်းတွေဟာလက်ရှိဖြစ်စဉ်အဆုံးသတ်ပြီးတဲ့နောက်မှာတော့အိန္ဒိယသမုဒ္ဒရာဘကန်ကနေထွက်သွားကာမုန်တိုင်းရာသီပြီးဆုံးမှာဖြစ်ပါတယ်။ဆောင်းရာသီကိုရောက်ရှိလာပြီးဖြစ်တဲ့မြန်မာနိုင်ငံမှာတော့ဒီနှစ်ဆောင်းရာသီတစ်ခုလုံးအရင်နှစ်တွေကထက်အေးပိုနေမှာဖြစ်ပြီးဒီအေးပိုနေချိန်ဟာဖေဖော်ဝါရီလကုန်ထိရောက်ရှိသွားနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားကြပါတယ်။ထူးခြားမှုအနေနဲ့မြန်မာနိုင်ငံမြောက်ပိုင်းရှမ်းပြည်နယ်နဲ့အလဲပိုင်းဒေသတွေမှာညဘက်နဲ့မနက်ခင်းပိုင်းတွေမှာတိတိတသာအပူချိန်တွေကြာဆင်းလာနိုင်မှာဖြစ်ပါတယ်။ ဒီနေ့နေ့ပူချိန်နေ့အဖြစ်ရှမ်းပြည်နယ်မှာ18ဒီဂရီဆယ်စီယပ်ချင်းပြည်နယ်မှာ18ဒီဂရီဆယ်စီယပ်အထိနေ့ပူချိန်နေ့ကျဆင်းနိုင်မှာဖြစ်ပါတယ်။ကြူကြတဲ့ညပူချိန်နေ့အနေနဲ့ကတော့ကချင်ပြည်နယ်မြောက်ပိုင်းမှာ4ဒီဂရီဆယ်စီယပ်ချင်းပြည်နယ်မှာ9ဒီဂရီဆယ်စီယပ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ5ဒီဂရီဆယ်စီယပ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့9ဒီဂရီဆယ်စီယပ်အထိညပူချိန်နေ့ကျဆင်းနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်တက်ကြီးရွယ်ဦးတွေနာမကျန်းဖြစ်နေသူတွေနဲ့ကလေးငယ်တွေအတွက်အနှွေးတွေဒီစောင့်ထူထူတွေကိုပြင်ဆင်ထားကြဖို့လည်းအကြံပေးလိုပါတယ်။ မိုးရသည်ကုံဆောင်ရသည်အကူပြောင်းကာလမှာရာသီတုပ်ကွေးလိုမျိုးဖြားနာတာတွေလည်းဖြစ်နိုင်တဲ့အတွက်ကျမရဲ့ကြိုးစားကြဖို့လည်းသတိပေးလိုပါတယ်။နောက်နေ့အတွင်းညအပူချိန်လေးကြာဆင်းလာနိုင်မဲ့ပြည်နယ်နဲ့တိုင်းတွေကတော့ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊မန္တလေးတိုင်း၊စကိုင်းတိုင်း၊ချင်းပြည်နယ်၊မကွေးတိုင်း၊နေပြည်တော်နဲ့ပဲခူးတိုင်းတွေပဲဖြစ်ပါတယ်။မြမပင်လေပြင်မှာတော့မြမကဲရရန်တချောင်းနဲ့ကဲလွန်ပင်လေပြင်ဒီမှာလှိုင်းအသင့်တင်တာရှိနိုင်ပြီးလှိုင်းအမြင့်၅ဘီကနေ9ဘီလောက်ထိရှိနိုင်ပါသေးတယ်။ BSM ရဲ့ပရိသတ်များရှင်မူလဝဒဖြစ်စဉ်ကြိုတင်ခန့်မှန်းချက်တွေဟာအများဆုံး80ရာခိုင်နှုန်းဝင်းကျင်သာမှန်နိုင်ပြီးအချိန်နဲ့မျှပြောင်းလဲနိုင်ပါတယ်။ကျမတို့ရဲ့နေ့စဉ်မူလဝဒအစီအစဉ်တွေကိုစောင့်မျှော်ရှုစားအားပေးကြတဲ့ပရိသတ်တွေနဲ့အတူမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကျန်းမာပေးကင်းစွာနဲ့တဘာဝဘေးရဲ့နေအတွေ့အကြုံကနေကင်းဝေးလွတ်မြောက်နိုင်ကြပါစေရှင်။